and keeping our security systems and standards high လုံချုံရေးရာနေရမပြောင်းနိုင်သေးတဲ့မြန်မာပြည်သားတွေအမေရိကန်ပြည်ထောင်စုမှာယာယီနေထိုင်ခွင့်ကိုပယ်ဖျက်ရုပ်သိမ်းမှုစီးစင်းနေကြောင်းအမေရိကန်အစိုးရကနိုဝင်ဘာလ24ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ် Temporary Protected Status TPS လို့ခေါ်တဲ့ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုဟာလာမယ့်နှစ်ဇန်နဝါရီလ26ရက်နေ့မှာစတင်အသက်ဝင်မှာဖြစ်ပါတယ် အနာသိစစ်တဲ့ရန်ကြောင့်မြန်မာနိုင်ငံသားတွေနေရပြန်မှုမလုံခြုံတဲ့တွေနေထိုင်ခွင့်ပြုခဲ့တာဖြစ်ပြီးအဲ့ဒီနေထိုင်ခွင့်ကိုပြီးခဲ့တဲ့9နှစ်တွင်အချိန်ချင်းတက်တန်းတိုးပေးထားပါတယ်။အမိမြေလုံခြုံရေးဝန်ကြီးဌာန Department of Homeland Security DHS ရဲ့သတင်းထုတ်ပြန်ချက်မှာမြန်မာနိုင်ငံချင်းနေအတန်အသင့်တိုးတက်လာပြီဖြစ်တာကြောင့်မြန်မာနိုင်ငံသားတွေပြည်တော်ပြန်နိုင်ပြီလို့၎င်းတို့ရဲ့ဝန်ကြီးကပြောဆိုထားတယ်လို့ဖော်ပြထားပါတယ်။ မြန်မာပြည်မှာအုတ်ချွေရည်နဲ့တင်ညင်ရေးပိုင်းဒုတက်လာတယ်။ပြီးတော့ရေးပေါ်ချင်းနေရုတ်သိမ်းနေလွတ်လပ်မြတ်တဲ့ရုပ်ောက်ပွဲကျင်းပဖို့ပြင်ဆင်နေတယ်။အောင်မြင်တဲ့ပြစ်ခတ်ရက်စဲသဘောတူညီချက်တွေရှိတယ်။အများပြည်သူဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ပြန်လည်သိမ်းမြေလုပ်ငန်းတွေအတွက်အရေးကြီးတဲ့ဒေတာတွင်အုတ်ချွေရည်လုပ်ငန်းဒုတက်လာတယ်လို့ဝန်ကြီးခရစ်စတီနုံကပြောဆိုတဲ့အကြောင်းသတင်းထုတ်ပြန်ချက်မှာရေးထားပါတယ်။မြန်မာပြည်သားတွေကိုယာယီဆက်လက်နေထိုင်ခွင့်ပြုခြင်းဟာအမေရိကန်အကျိုးစီးပွားနဲ့ဆန့်ကျင်နေတယ်လို့လည်းဝန်ကြီးကယူဆထားပါတယ်။ ။နောက်ပြီးမြမပြည်ချင်းနေဟာလုံခြုံရေးရာ နေထိုင်ခွင့်ဆက်ပြီးမဲ့အစီအစဉ်နဲ့မကန့်ညီတော့ကြောင်းကို အခြားဌာနတွေနဲ့တိုင်ပင်ပြီးဆုံးဖြတ်တာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။နိုင်ငံရေးဌာနနဲ့လည်းတိုင်ပင်ခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းနိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ online ဆက်မျက်နှာမှာတော့အမေရိကန်နိုင်ငံသားတွေမြန်မာပြည်သို့တွားရောက်လက်ပတ်ချင်းမပြုဖို့ဆက်လက်အကြံပေးထားပါတယ်။တိုက်ပွဲဖြစ်ပွားမှုဖြစ်လာပွဲရှိတဲ့လူမှုအုံကြွမှုဒေသန္တရဥပဒေနဲ့မိန့်တွေ မပြည့်စုံတဲ့ဂျမားရီဆော်ရှယ်မှုမြေမြုံမိုင်းနဲ့မပေါက်ကွဲသေးတဲ့လက်နက်ပစ္စည်းတွေရာဇဝတ်မှုနဲ့မှားယွင်းဖန်ဆင်းမှုတွေရှိနေတဲ့မြန်မာနိုင်ငံသို့တွားရောက်လက်ပတ်ချင်းမပြုကြဖို့မေလလယ်ပိုင်းကထုတ်ပြန်ခဲ့တဲ့နိုင်ငံကြီးဌာနရဲ့အနီရောင်နံပါတ်၄အဆင့်ထုတ်ပြန်ချက်မှာတိုက်တွန်းထားပါတယ်။ဒေါ်နယ်ထရန့်တမရပြန်ဖြစ်လာချိန်မှာသူ့ရဲ့သစ္စာရှိနောက်လိုက်တွေကိုနေရာကောင်းတွေပေးခဲ့ရမှာပြည်내အုပ်ချုပ်ရေးမှူးဟောင်းတူးဖြစ်တဲ့ခရစ်စတီးနုံဟာအမိမြေလုံခြုံရေးဝန်ကြီးဌာနရဲ့အကြီးအကဲဖြစ်လာပါတယ်။ တမရနဲ့သူ့ရဲ့နောက်လိုက်တွေကပြီးခဲ့တဲ့နှစ်တွေအတွင်းအမေရိကန်ပြည်တော်စုမှာအစိုးရဌာနဆိုင်ရာဝန်ထမ်းတွေ ရှော့ချမှုပြည်ပမှာလာရောက်နေထိုင်လုံလောက်ကင်သူအများပြားကိုနေရပြင်ဆင်မှုတွေအတွက်ကြိုးပမ်းဆောင်ရွက်ခဲ့တာကိုလည်းတွေ့ရပါတယ်။လက်ရှိထုတ်ပြန်ချက်ကြောင့်မြန်မာပြည်မှာလာရောက်ပြီး TBS အကာအကွယ်နဲ့ယာယီနေထိုင်သူ၄000ခန့်ပေါ်တည်ရောက်မှုရှိမယ်လို့လည်း CBS သတင်းဌာနရဲ့သတင်းတပုတ်မှာဖော်ပြထားပါတယ်။ အရင်ကလည်းအာဖဂန်နစ္စတန်၊ကင်မရွန်၊ဟေတီ၊ဟွန်ဒူရက်စ်၊နီပေါ်၊နီကာရာဂွာ၊ဆီးရီးယား၊ဆူဒန်နဲ့ဗီနီဇွဲလာတို့မှလာရောက်သူတွေကို TBS ကာကွယ်ရုပ်သိမ်းလိုက်ပြီးဖမ်းဆီးနှင်ထုတ်ခဲ့ပြီးဖြစ်တယ်လို့သတင်းကဆိုပါတယ်။ TBS ကာကွယ်နဲ့ယာယီနေထိုင်သူမြန်မာပြည်သားတွေကအများပြားဟာចောင်းသားတွေဖြစ်ကြပါတယ်။အများစုကအမေရိကန်မှာခိုလုံခွင့်ရှောက်ထားကြတယ်လို့လည်းသိရပါတယ်။ယာယီနေထိုင်ခွင့်ရုပ်သိမ်းမှုအသက်ဝင်ဖို့ကရက်ပေါင်း60ကျန်းရှိနေသေးတဲ့တွေ့ ဒီကာလအတွင်းမှာနိုင်ငံရေးခိုလုံခွင့်ရှောက်ထားခြင်းတို့လိုနီးလန်းတွေနဲ့ဆက်လက်နေထိုင်ခွင့်ရရေးကြိုးပမ်းနိုင်ပါတယ်။အဲလိုမှမဟုတ်ရင်မေဂန်ပရော့စုမှာထွက်ခွာဖို့ပူတိုင်ကိုကြစီစဉ်တာဖန်စီနှင်ထုတ်ခံရတာစတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်ပါတယ်။မေဂန်မီမီလုံခြုံရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်မှာမြန်မာနိုင်ငံရဲ့အခြေအနေဟာအသင့်တင့်တိုးတက်လာပြီလို့ဆိုထားပေမဲ့မြန်မာနိုင်ငံမှာတော့အာနာသိန်းတက်နဲ့၎င်းတို့ရဲ့လက်ပါစီဖွဲ့တွေရဲ့ဖန်စီမှုတက်ဖြတ်မှုတွေဟာ နေရာနှက်မှာပေါ်ပေါက်နေဆဲဖြစ်တာကိုတွေ့နေရပါတယ်ခင်ဗျာ။